ဘုရုသာသမီးကျွန်တော်ရဲ့မိသမီးအားလုံးမင်္ဂလာပါနော်ဘုရုသာသမီးများအတွက်အပတ်စဉ်ကျွန်တော်တို့တောက်ကြနေညနေ6နာရီဆိုရင်ပုံမှန်တင်ပြနေကြဖြစ်တဲ့ဒုက္ခကြေပွင့်တေတော်နမိတ်ဖြစ်ပါတယ်ပြီးခဲ့တဲ့ဘက်ဒီတော့ကျွန်တော်အနေနဲ့မအားမလန့်နိုင်တဲ့အတွက်ဒီတစ်ပတ်မှာရိုက်ကူးပြီးတော့တင်ပြရခြင်းဖြစ်ပါတယ်အဲ့တော့ဘုရုသာသမီးတွေအတွက်ကြတဲ့တေတော်နမိတ်ကဆိုတော့ဒါနမိတ်ပေါ့နော်ဒါနမိတ်ဒါနမိတ်ကကြတော့သူကဒီနမိတ်ထဲမှာဓာလေးလက်နမိတ်ပေါ့ဓာလေးလက်နမိတ်ကကြတော့ရံပွဲ ရံပွဲနမိတ်ဖြစ်ပါတယ်အဲ့တော့ဘုရုသာသမီးတွေဟာမမျှော်လင့်မဲ့နဲ့အတိုက်ခံလေးတွေကြုံတတ်တယ်အနောက်ချက်ကလေးတွေကြုံတတ်တယ်ရံလေးတွေဖြစ်တတ်တာပေါ့နော်အဲ့တော့အလုပ်လုပ်တဲ့နေရာမှာလည်းပဲအလုပ်တဲ့အလျောက်စီးပွားရေးလုပ်ရတဲ့အခါမှာလည်းစီးပွားရေးအလျောက်မမျော်လင့်မဲ့နဲ့အဖူးထစ်ကလေးတွေအကဲကလေးတွေပြဿနာလေးတွေကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အယောင်းဝယ်လို့ရင်းနဲ့စကားများရတတ်တာတို့ငွေပေးငွေယူလို့ရင်းနဲ့တယောက်နဲ့တယောက်အာ ခြေနေအတင်းမာမှုလေးတွေကြောင့်လာမျိုးလေးတွေဖြစ်တတ်တယ်။ဒါအလုပ်ထဲမှာဆိုရင်လည်းအလုပ်ထဲမှာစိတ်မောလူမောဖြစ်ရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အဲတော့ဒီချိန်မှာတော့ကိုယ်မထီမဲ့မြင်လောက်ခံရတတ်တဲ့အချိန်ကာလပါ။အလုပ်မှာပေါ့နော်။အဓိကတော့စီးပွားရေးအလုပ်စီဝိုင်းနဲ့ပတ်သက်တဲ့အလုံးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာမထီမဲ့မြင်အလုံးခံတတ်တဲ့အချိန်ကာလဖြစ်ပါလေအဲ့ဒါလေးတော့နည်းနည်းသတိထားဖို့လိုအပ်တော့ပါနော် နံပါတ်1ကကြတော့ကျွန်တော်တို့ဆွေမျိုးသားချင်းနဲ့ပတ်သက်တာပေါ့ဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ကံကြမ္မာမှာကြတော့တေရောကကကြတော့ agree ဆိုတဲ့နာမည်ကြတယ် agree ကကကြတော့ကောင်းတာပါအဓိကဩဇာအာဏာကိုညွှန်ပြတာအဲဆွေမျိုးသားချင်းတွေကိုကိုကစကားပြောဆိုရတဲ့ကိစ္စတွေအောင်မြင်နိုင်တယ်ဆွေမျိုးသားချင်းတွေနဲ့ကိုနဲ့စကားပြောဆိုခြင်းကိစ္စတွေအကူအညီပေးတဲ့ကိစ္စတွေစက်တူဆရာလုပ်ငန်းတွေအဖက်ဖက်ကနေပြီးတော့အဆင်ပြေခြင်းကံကောင်းခြင်း စိတ်ချမ်းသာပျော်ရွှင်ရင်းနေကြုံမယ်တဲ့ဆွေးနွေးသားခြင်းနဲ့ပတ်သက်တော့ကောင်းပါလူမှုရေးနဲ့ပတ်သက်တဲ့ကံတာတာတဲ့ဆိုတော့ခေါပလာနဲ့လေးလုံးပေါ့လေးလုံးကတော့ကောင်းသောနိမိတ်ပါပဲအဲလူမှုရေးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာရမယ်လူချစ်လူကင်များမယ်ပေါင်းစင်းဆက်ဆံရေးတွေအဆင်ပြေမယ်ဒီကလာမှာနည်းနည်းသတိထားစရာတော့လူတွေကိုနည်းနည်းစိတ်ကုံနေတာမျိုးတွေဗုဒ္ဓဘာသာသမီးတွေမှာဖြစ်တတ်တယ်လူတွေကိုစိတ်ကုံတဲ့အခါကျတော့လူတွေနဲ့မတွေ့ကြဘူး မဆက်ဆံခြင်းဘူးပေါင်းသင်းဆက်ဆံရေးတွေမလုပ်ခြင်းဘူးတို့ကအခွင့်အရေးကဏ္ဍတွေဘလောက်ပဲရနေပါစေတဲ့လူမှုရေးကဏ္ဍတွေမှာ စိတ်မောလူမောအဲ့လိုမျိုးလေးတွေဖြစ်နေတာမျိုးလေးတွေကြုံရတာပေါ့နော်အဲ့တော့လူမှုရေးကဏ္ဍတွေမှာတော့နည်းနည်းစိတ်ပါဝင်စားမှုလေးတွေပြန်ရှိပါအကျိုးပေးပါလိမ့်မယ်လို့ပြောရမှာပေါ့နောက်ငွေကြေးနဲ့ပတ်သက်တဲ့ကဏ္ဍကတော့ဒုတ်သုံးချောင်းနှမိတ်ကြတယ်ဒုတ်သုံးချောင်းနှမိတ်ကကြတော့အင်မလမကောင်းပါငွေကြေးကိုအကြောင်းပြုပြီးတော့အစဉ်ပြေမယ်စိတ်ချမ်းသာမယ်စိတ်ပျော်ရွှင်ရမယ်ကံကောင်းမယ် ငွေကြေးနဲ့ပတ်သက်ပြီးတော့အကျိုးစီးပွားတွေဖြစ်ထွန်းတတ်တယ်။ကိုလုံခြုံဆောင်ရွက်နေတဲ့အယောင်ဝယ်ကြောင့်ပဲဖြစ်ဖြစ်ပွဲစားလုပ်ငန်းစသည်ဖြင့်အဲ့ဒီကိစ္စနဲ့ပတ်သက်ရင်တော်တော်လေးကောင်းတယ်လို့ပြောမှာဖြစ်ပါတယ်။အဲ့တော့ငွေကြေးနဲ့ပတ်သက်ရင်ဘုရဝုဒသမီးတွေတွေတော်တော်လေးကောင်းပါတယ်။အဲ့ချမ်းမာကြီးချမ်းမာကြီးလည်းကောင်းပါတယ်မဆိုးပါဘူးเนาะဘုရဝုဒသမီးတွေတော့ချမ်းမာကြီးနဲ့ပတ်သက်တဲ့ကျန်းသာတာကောင်းတယ်။နောက်တစ်ခုကဗာလဲဆိုတော့အလုတ်အင်ဗရန်လုတ်တော့ကြောင်းနဲ့ချမ်းမာကြီးမှာပန်းတော်ယောဂါဖြစ်တတ်တယ်တဲ့။အလုတ်ပင်ပန်းတာပေါ့နော်။ အဲအားစေးလေးပါလေးတွင်းပေါ့တက်တောင်တက်တာလေးလောက်ပါအနာယူပါ။နောက်ပြင်ရည်နဲ့ပတ်သက်တဲ့ကံတာမှာကျတော့တော့တဲ့ကဘာလောကနမိတ်ကြတယ်ကဘာလောကဆိုတာအမှန်တမ်းကောင်းပါတင်ကြရေးကံတာတာတွေကောင်းနေသင်တန်းနဲ့ပတ်သက်တဲ့ကံတာတာတွေကောင်းနေစောင်းဝက်ဖြည့်သူခြင်းနဲ့ပတ်သက်ပြီးတော့အောင်မြင်မယ်။ဘာသာရေးအဋိဌာန်တွေဝင်ပြမယ်။ဖရာတရားအလုပ်တွေပို့ပြီးတော့လုပ်ဖြစ်မယ်။အခြေရဲ့အိမ်တော်ရေးနဲ့ပတ်သက်ရင်သူကကြတဲ့နမိတ်ကတော့နှလုံးသားမှာဓာတ်သုံးလက်စိုက်တဲ့နမိတ်ကြတော့ဒီနမိတ်ကကြတော့နည်းနည်းလေး ကောင်းမှာမကောင်းဆိုတာတခြားလူကြောင့်မကောင်းတာမဟုတ်ပါဘူးကိုယ်ကြောင့်မကောင်းတာကိုယ်မှာသုံးမွင့်ဆိုင်ဇလန်းနေဖြစ်တတ်တာပေါ့နော်သုံးမွင့်ဆိုင်ဇလန်းနေဖြစ်တတ်တယ်လှေနံနှစ်ဖက်နင်းတဲ့အဖြစ်ပြက်တွေကြုံရတတ်တယ်ဒါကြောင့်အခြေအနေနဲ့ပတ်သက်ရင်ကန်နန်နဲ့စိတ်ညစ်ရတတ်တော့အဲဒီပြဿနာလေးပဲရှင်းနေရတာမျိုးတွေကြုံရတတ်ပါတယ်နည်းနည်းသတိထားပါအဲ့တော့ဒီကလာမှာကျွန်တော်တို့ဘောလုံးသားသမီးတွေတို့စီးပွားရေးအလုပ်အကန့်အကြံတွေတွေလုပ်ရင် ကောင်းမလားမကောင်းဘူးလားလုပ်တင်လားမလုပ်တင်ဘူးလားဆိုရင်လုပ်ရင်ကောင်းပါတယ်လုပ်လဲလုပ်တင်ပါတယ် မမျော်လင့်မဲ့နဲ့အဖြက်ပေါ်တတ်တာလေးကိုတော့နည်းနည်းသတိထားဖို့လိုအပ်ပါတယ်အတော့အဲ့တော့ကျွန်တော်တို့ဘောရိုသားသမီးတွေအတွက်အကျိုးပေးတယ်ကံကောင်းတဲ့အရာဆိုရင်အဝါရောင်နဲ့အဖြူရောင်နဲ့ကောင်းပါတယ်နော်အကျိုးပေးတယ်ကနန်းပေါ့အဲ့ဒါတော့ငါးကနန်းနှစ်ကနန်းဖြစ်ပါတယ်ညစွာဘုရားရှင်ကိုရောမြတ်ကြီးကိုမုဟင်းခါမုဟင်းငါးဆိုတော့ငါးစာနှစ်အဆုံးပေါ့နော် မုဟင်ခာကတ်လို့ပူတော်ပြီးတော့စူတောင်းမှာအညာခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်။ဒါဗုဒ္ဓဘာသာတွေတွေကျွန်တော်တို့ဟောစလန်ဟောပီခြင်းဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေအယူရောမင်္ဂလာချမ်းကိုဗုဒ္ဓုံးနေရလွဲပြီးတော့မြည်သူမစိုးလွတ်လွတ်လပ်လပ်နဲ့လာပြီးတော့ရေရာတွေပြုလုပ်နိုင်ပါတယ်။ရေရာကြီးဗာကြီးညာကြီးတပြားချမ်းမမျိုးပါဘူးမြစ်တာတက်တဲ့စေရနာတက်တဲ့နဲ့အခမဲ့ရေရာဆောင်ရွက်ပီးခြင်းဖြစ်ပါတယ်နော်။ နောက်တစ်ခုကကျွန်တော်တို့အကြောင်းမျိုးမျိုးနဲ့ကျွန်တော်တို့ယူရမင်္ဂလာချောင်းမလာနိုင်တဲ့သူတွေမလာရောက်နိုင်တဲ့သူတွေကတော့အာ39692နဲ့35လုံးခုနဲ့နောက်39992နှစ်ကိုအဲ့ဒီဖုန်းနံပါတ်ရဲ့ Viber နေပြီးတော့ဆက်သွယ်နိုင်ပါတယ်။ဝါကြိုင်မင်းငါရဲ့အဆောင်ရည်ရာပစ္စည်းလေးတွေအလို့ရှိတဲ့ဆိုရင်လည်းဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်။ နောက်ကိုယ်တိုင်ဘေးရင်သင်ကျင်တယ်လောကီပညာတက်ပညာတွေသင်ယူကျင်တယ်ဘေးရင်သင်တန်းတွေတက်ကျင်တယ်ဆိုရင်လည်းအခြေခံအဆင့်သင်တန်းတွေကိုလာစဉ်တရက်နေ့เนาะတရက်နေ့ကနေပြီးတော့၈ရက်နေ့အထိသင်တန်းတွေမှာလာပြီးတော့တက်ရောက်နိုင်ပါတယ်သင်တန်းကြီးဗာဒီနာကြီးပြည့်ရမလို့ပါဘူးကျွန်တော်တို့ယူရောမင်္ဂလာချံကတာဝန်ယူမှာပါเนาะစရိတ်ငိမ့်စားဖို့လည်းမပူအောင်တောက်ဖို့လည်းမပူအောင်เนาะသင်တန်းတွေသင်တန်းတွေလာတက်လို့ရပါတယ် ဒီပညာတွေကိုတစ်စင်းပြီးတစ်စင်းကောင်းကောင်းမွန်မွန်တက်မြောက်သွားတဲ့အထိကျွန်တော်တို့ဆက်လက်ပြီးတော့ပညာဒါနသင်တန်းတွေဇက်တိုက်ဖွင့်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေဗုဒ္ဓဘာသာအပေါင်းနဲ့ကိုကျမ်းမာစိတ်ကျမ်းသာလူရဆန္ဒပြပါစေကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်တို့ယူရောမင်္ဂလာချမ်းနေပြီးတော့ကောင်းမြတ်တဲ့သတင်းစကားလေးတွေပါတင်ပါတယ်နံပါတ်၁ကကျွန်တော်ယူရောမင်္ဂလာချမ်းကိုဗုဒ္ဓဘုရားလွှဲရင်ကျန်တဲ့ရည်မှာ ပေးရမရှိဖွင့်ပါတယ်ဒီလိုမျိုးလွတ်လွတ်လပ်လပ်လာပြီးတော့ရည်ရည်အားပြုလုပ်နိုင်ပါတယ် ယူရောမင်္ဂလာချမ်းဆိုရင်တော့ရရရာကြီးခါချင်းွေတပြားတစ်ချက်မှမယူပဲနဲ့မေတ္တာတက်တက်စေတနာတက်တက်နဲ့စောင့်ရွက်ပေးနေတဲ့ရရရာအောင်မြေပဲဖြစ်ပါလေ။နောက်တစ်ခုကတော့ကျွန်တော်တို့အကြောင်းမျိုးမျိုးနဲ့ကျွန်တော်တို့ယူရောမင်္ဂလာချမ်းကိုမလာရောက်နိုင်တဲ့သူတွေဥမာရဝေးရသူတွေနောက်နိုင်ငံတိုင်းပြည်ရသူတွေဆိုရင်တော့ကျွန်တော်တို့ Viber online ကနေပြီးတော့ဗီဒီယိုမေးခြင်းလည်းဆိုရင်မေးလို့ရပါတယ်နော်။ online ကနေပြီးတော့အာဗီဒီယိုမေးတဲ့အခါတနစ်စာဟောစရံအပြင် ဒီလိုသိသိလိုတဲ့အကြောင်းကိစ္စတွေအားလုံးကိုကျွန်တော်တို့ဟောဒန်မှာထည့်ပြီးတော့ဟောပြတာဖြစ်ပါတယ်။တခြားကြသောအဆောင်ရည်ရာကိစ္စလေးတွေအခုကြီးလိုချင်တဲ့ဆိုရင်လည်းအဗိုက်ဘာနေပြီးတော့ရင်းနီနီနွနီထွေထွေနဲ့ဆက်လက်အခုကြီးတောင်းခံနိုင်ပါတယ်။နောက်ဘာဆရာကြီးမင်းသင်္ကရဲ့ကြီးပရောက်ပတိလေးတွေနောက်ဝါစိန်နီအဆောင်လက်ပတ်လေးတွေအင်းစမဖျောင်းနိုင်လေးတွေစသည်ဖြင့်ပေါ့နော်အဆောင်ရည်ရာပြည်တိလေးတွေအလိုရှိတယ်ဆိုရင်လည်းမာယူနိုင်ပါတယ်။ ။နောက်တချို့ကြတော့ကိုယ်တိုင်ဗီရင်တက်ချင်တာပေါ့နော်။ဗီရင်တင်းချင်တာ။ဗီရင်တင်းချင်တယ်ဆိုရင်ကျွန်တော်တို့ယူရောမင်္ဂလာကျမ်းမှာ လာစဉ်လာတိုင်းတင်းနှန်းရှိပါတယ်။တရက်နေ့ရနေ၁၀ရက်နေ့အထိအခြေခံအဆင့်တင်းနှန်းကိုစပြီးတော့တင်းနှန်းစတက်နိုင်ပါလေ။တင်းနှန်းကြီးပါသေးညာကြီးတပြားချက်မှာ ပြည်ပြဘလိုပါ။စာဝင်နေရစပြီးတော့ကျွန်တော်တို့တာဝန်ယူပါလေ။ဒါပညာဒါနအခမဲ့တင်းနှန်းဖြစ်ပါလေ။ခြံမှာတော့ကျွန်တော်တို့ခြံမှာတော့ရှိရတာကာလလာပြီးတော့နေထိုင်ရမှာဖြစ်ပါတယ်เนาะ